်အားလုံးမင်္ဂလာပါနော်ယူရောမင်္ဂလာချမ်းရဲ့နေ့စဉ်အခါတော်ပေးရေရီယာဟောဒရန်ဖြစ်ပါတယ်9ရက်12လ2025ခုမြန်မာတက္ကရာပြင်ဆိုရင်တော့1380နဲ့ခုနှစ်ခုအတော်လာပြေကျော်တရက်တောက်ကြနေဖြစ်ပါတယ်မနေ့ကြလို့ဆိုရင်မာမီဒရိုင်းနေကိုကျွန်တော်တို့တွေ့ကြည့်တဲ့အခါကျတော့ကောစာဆန်လီလုံးဘရော့နီအဝင်နှက်ခတ်ဖြစ်ပါတယ်။နောက်မိတ်ဒရာယုံနဲ့ ဖြစ်တဲ့နန္ဒာတိ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 ယပြင်ဆိုရင်နန္ဒာတိတိလက်ရတရာကြီးဆိုပြီးတော့ဖလိတကာလဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တောက်ကြနေမှာခုနှစ်ရသားသမီးတွေမြည်သူမဆိုပါတော့မြည်သည့်နေ့သားသမီးမဆိုကိုမအခက်အခဲလေးတွေကြုံတဲ့အခါလွယ်လွယ်ကူကူပြုလုပ်လို့ရအောင်ပေါ့ရေရရာလေးတွေကျွန်တော်တို့မားမလတ်တဲ့ကြားထဲဟာတင်ပြခြင်းဖြစ်ပါတယ်ပထမအဆုံးတနင်္ဂနွေနံနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေခြင်းနဲ့ဆိုရင်ပေါ့နော်တနင်္ဂနွေနံနဲ့ပတ်သက်တဲ့ကိစ္စဆိုရင် အိမ်ရောက်မဲ့ကိစ္စတွေအိမ်ဝယ်မဲ့ကိစ္စအလုတ်လျှောက်ထားတဲ့ကိစ္စတွေအဆင်ပြေနေတာပဲဖြစ်ဖြစ်ဘိုးအိမ်နေရာတိုင်းကအဆောက်အုံအိမ်တွင်းရေးအဖအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့အခက်အခဲကြုံနေတယ်အဲ့ဒီကိစ္စလေးတွေအဆင်ပြေနေတဲ့ဆိုရင်ဘာလုပ်ရမလဲဆိုတော့ဘသူပဲဖြစ်ပေါ့နော်ကျွေးပကံများတဲ့မှာပတိတကုံအဲ့ဒါလေးကိုခွေအခွေလိုက်ကလေးထည့်လိုက်ပေါ့နော်ထည့်ပြီးတော့အိမ်ဖျားမှာကတ်လူထားပြီးတော့လူတန်းထားပြီးတော့စူတောင်းပါ ဒါဆိုရင်တော့တနင်္ဂနွေသားတနင်္ဂနွေနံနဲ့ပတ်သက်တဲ့အခက်အခဲတွေပြေလည်သွားစီမှာဖြစ်ပါတယ်။နောက်တစ်ခုကတနင်္လာနံနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်ကားရောင်းကားဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေ၊ကုန်စုံဆိုင်ကုန်ကြောင်းဆိုင်ဈေးရောင်းကောင်းမှုကိစ္စတွေ၊ကုမ္ပဏီလုပ်ငန်းတွေအောင်မြင်စေဖို့ကိစ္စ။နောက်တခြားတခြားသောအခြေရေးအဆင်ပြေခြင်းတဲ့ကိစ္စ၊အလှမင်္ဂလာကိစ္စအောင်မြင်ခြင်းတဲ့ကိစ္စတွေကြုံမဲ့ဆိုရင်မလုပ်ရမလဲဆိုတော့သာသနာအလံ၅ချောင်းပါတဲ့ ဆူတောင်းစာရေးပြီးတော့အိမ်ဖះမှာကတ်လူပူဇော်ပြီးတော့ဆူတောင်းရပါတယ်နော်သာသနာအလံဆိုတာဖះသောင်းနှန်းတွေပါလိမ့်မှာဝယ်လို့ရပါတယ်ငါအဲငါးချောင်းပါအဲငါးချောင်းမှာဆူတောင်းစာလေးရေးမယ်ရေးပြီးတော့အိမ်ဖះမှာလူပါတက်ကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ပေါ့နော်အင်္ဂါနန်းနဲ့ပတ်သက်တဲ့ကိစ္စဆိုတာဆက်ပစ္စည်းအယောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေနောက်စစ်ဘက်ဆိုင်ရာဆေးဘက်ဆိုင်ရာကိစ္စတွေအောင်မြင်ခြင်းတဲ့အခါပဲဖြစ်ဖြစ်စကားပြောဆိုခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေ အဆင်ပြေခြင်းတဲ့အခါပဲဖြစ်ဖြစ်ပေါ့နော်။နောက်ကိုယ့်ရဲ့လက်အောက်ငယ်သားတွေညီညီမတွေအလုပ်သမားကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ကျွေးကံများလည်းမှာလက်ဖက်ငါးပုံပုံပုံပြီးတော့အိမ်ဖျားမှာကတ်လူပူသွားပြီးတော့ဆူတောင်းမှာအဲဒါဆိုရင်အင်္ဂါနံနဲ့ပတ်သက်တဲ့ကိစ္စတွေအတိအသာအဆင်ပြေသွားစေမှာဖြစ်ပါတယ်။နောက်ဗုဒ္ဓဟူးနံနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်ဥမာရေတန့်လုပ်ငန်းရှိမယ်၊ရွှေဆိုင်တွေရောင်းကောင်မှုရှိမယ်၊လူစုလူဝေးကိစ္စတွေရှိမယ် လူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စရှိမှာ။နောက်သားသမီးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာခြင်းနဲ့ကိစ္စတွေရှိတယ်ဆိုရင်ကိုကဘာလို့ရမလဲဆိုကိုယ့်အိမ်မှာရှိတဲ့ဘီးပေါ့။ခေါင်းဘီးတဲ့ဘီးတစ်ချောင်းကိုအမိုက်ပေါ်မှာသွားပြီးတော့ဆွန့်လိုက်။ဆွန့်ပြီးတော့အဲ့ဒီကိစ္စအခက်အခဲလေးတွေပြေလည်ပါစေဆိုပြီးတော့ဆူတောင်းရပါတယ်။နောက်ကြာသာပတိနံနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်ကျွန်တော်တို့မြေရောင်းဝယ်ကိစ္စလေးရှိမှာပေါ့နော်မြေရောင်းထွက်ခြင်းနာမြေဝယ်ခြင်းနာဒါတို့ကပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးအောင်မြင်ခြင်းနာ တောင်းဝဲပြေဆိုခြင်းတို့သင်တန်းတက်ခြင်းတို့အဲ့ဒီကိစ္စတွေအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆရာသမားနဲ့အဆင်ပြေခြင်းနဲ့အဲ့ဆိုရင်ဘာလုပ်ရမလဲလင်မန်းတစ်ချက်ကိုမှောက်လိုက်မှောက်ပြီးတော့ဖျောင်းနိုင်ရဖြူ၅တိုင်အဲ့ဒီလင်မန်းပေါ်မှာတင်းပြီးတော့ဆူတောင်းရပါတယ်လင်မန်းကိုတော့မှောက်ရမှာပေါ့နော်မှောက်ပြီးတော့လင်မန်းပေါ်မှာဖျောင်းနိုင်၅တိုင်ထွန်းဖျောင်းနိုင်အဖြူရောင်း၅တိုင်ထွန်းပြီးတော့ဆူတောင်းမှာကြာသာပလေးနံနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေသွားစေမှာဖြစ်ပါတယ်နောက်တောက်ကြံတဲ့ကိစ္စဆိုရာသွတ်တန်တဲ့ အယောင်းဝယ်ကိစ္စတွေအောင်မြင်ကြတာနောက်ခရီးသွားလာခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေကြတာပြည်တွင်းပြည်ပခရီးသွားလာခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်ခြင်းနဲ့ဆိုရင်အိမ်ဖျားမှာဝါညော့ကိုညော့ကလူပူသွားပြီးတော့ဆူတောင်းမှာတောက်ကြံနဲ့ပတ်သက်တဲ့ကိစ္စတွေအញ្ញံကိုက်တွေပြေပြောက်စီမှာဖြစ်ပါတယ်။နောက်စနေနံနဲ့ပတ်သက်တဲ့ကိစ္စပါနော်စနေနံဆိုရင်ထီထားဖက်နဲ့အဲ့ဒီအရာတွေအယောင်းဝယ်ကောင်းခြင်းတာထီတွေအယောင်းဝယ်ကောင်းခြင်းတာနောက်တစ်ခုအဓိကတော့ဝန်ထမ်းလုပ်တွေမှာ အတိုက်ခိုက်တဲ့နောက်ချက်တွေกินပြီးတော့အဆင်ပြေချင်တာပဲဖြစ်ဖြစ်နောက်တခြားကြတော့အမှုခင်းကိစ္စတွေတရားတော်ပေါင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအခက်အခဲတွေဖြစ်နေမှာဖြစ်ဖြစ်ဖဏတ်အဟောင်းတရံကိုအမိုက်ပုံမှာစွန့်ပြီးဖြစ်ပြီးတော့ဆူတောင်းလိုက်မယ်ဆိုရင်ပေါ့နော်ကိုယ့်ရဲ့စနေနဲ့ပတ်သက်တဲ့အခက်အခဲတွေပြေလည်ပြီးတော့အဆင်ပြေသွားစေမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့အယူရောမင်္ဂလာအချမ်းကခုနှစ်ရက်သားသမီးအားလုံးအတွက်အခါတော်ပေးဟော့တလန်းဖြစ်ပါတယ် အဲ့တော့ယူရောမင်္ဂလာချမ်းဆိုရင်တော့ဗုဒ္ဓဦးနေရလွဲပြီးတော့ကျန်တဲ့ရက်ဒီမှာပိတ်ရမရှိဖွင့်ပါလေ။ခုနှစ်သားသမီးတွေမဖြစ်မနေပြုလို့ရမယ်။အင်မတန်မှအရေးကြီးတဲ့ရေတရားကြီးတွေဖြစ်တယ်။တနင်္ဂနွေနေ့မနေ့၈နာရီမှာခင်မွန်ကြီးဆယ်ပါအလူကရော့ဘွေးကြီးရှိပါတယ်နော်။အဲ့တော့ခင်မွန်ကြီးဆယ်ပါကရော့ဘွေးကြီးကိုမြည်သူမဆိုလာပြီးတော့ကရော့နိုင်ပါတယ်ရေတရားပြုလုပ်နိုင်ပါတယ်။အခါကျငွေမရှိပါဘူး။မေတ္တာတက်တဲ့စေရနာတက်တဲ့နဲ့ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။အဲ့တော့အင်္ဂါနေ့ညဆိုရင်တော့ဓာကြီးလေးပါရေတရားရှိတယ်။ တခြားကြတော့အဆောင်ရရာပစ္စည်းလေးတွေလိုချင်တာပဲဖြစ်ဖြစ်ဘေးရင်ဟောသတန်းတွေမှာယူချင်တာပဲဖြစ်ဖြစ် online ကနေပြီးတော့ဆက်သွယ်နိုင်ပါတယ်เนาะ39962 395လုံး9ဆိုတဲ့ဖုန်းနံပါတ်ရဲ့39692 9929ဆိုတဲ့ Viber နံပါတ်ကနေပြီးတော့ဆက်သွယ်နိုင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေအပေါင်းလည်းကိုကျမ်းမစေကျမ်းသာလိုရာဆန္ဒပြေပါစေလို့ဆုတောင်းမြတ်တာများလိုက်လိုက်လဲလဲပို့တာလိုက်ပါတယ်